ဒီလိုစကားမျိုးပြောထွက်လာလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့မိပါဘူးတကယ်ကိုစိတ်ကူးတဲ့ကြောင်ထဲမတွေးဘူးတဲ့စကားတစ်ခုမှဒါပေမဲ့အခုတော့ပြောဖို့ပြောရတော့မယ့်အခြေအနေဖြစ်လာပါပြီဘာဖြစ်လို့လဲဆိုတော့အရင်ကဆိုရင်ပူတင်ရဲ့သစ္စာရောဂန်အစိုးရရဲ့ loss speaker တသက်ဖြစ်တဲ့ရုရှားနိုင်ငံပိုင်မီဒီယာတွေမှာအလုံးလုံးနေတဲ့ရုရှားသတင်းတောက်တွေကိုရိုင်းကအခုဆိုရင်ပူတင်ကို သူရဲ့အစိုးရပြုတ်ကျနိုင်တဲ့အကြောင်းသူရဲ့အုံချုံမှုပြိုလဲနိုင်တဲ့အကြောင်းပေါ်ပေါ်တင်တင်ထုတ်ဖော်ပြီးတော့သတိပေးနေကြလို့ပါပဲဒါကလုံးဝကိုမဖြစ်စဘူးအော်စရာကောင်းတဲ့အလဲပြောင်းတစ်ခုပါသူတို့တွေကဘာလို့ဒီလိုသတိပေးနေကြတာလဲယူကရိန်းစစ်ပွဲမှာရုရှားစစ်သားတွေတိမ်းနေချီပြီးတော့တိုက်စုံတရာရခဲ့လို့လားအဲ့ဒီအတွက်တော့လုံးဝမဟုတ်ပါဘူး တို့ကလူအသက်ကိုအဲဒီလောက်တန်ဖိုးထားတဲ့လူတွေမဟုတ်ကြပါဘူး။ဒါဆိုရင်ပူတင်ရဲ့ကျူးကျော်စစ်ကြောင့်ရုရှားနိုင်ငံအပေါ်မှာနိုင်ငံတကာစီးပွားရေးပိတ်ဆို့တန်ခတ်မှုတွေအများကြီးလှုပ်ရှားလို့နိုင်ငံစီးပွားရေးချက်တဲလာလို့လား။အဲဒီအတွက်လည်းမဟုတ်ပြန်ဘူး။တို့ကဒါရီကိုအနောက်နိုင်ငံတွေရဲ့ဖိနှိပ်မှုဆိုပြီးတော့ခံနိုင်ရရှိအောင်စူးစမ်းရမယ်လို့အမြဲတမ်းဝါဒဖြန့်နေကြတဲ့သူတွေပါ။ အစိုးရရဲ့မီဒီယာလိုင်းတွေကနေတောင်မှစစ်ပွဲနဲ့ပတ်သက်ပြီးတော့ပုံပွင့်လင်းလင်းဝေဖန်ဆွေးနွေးလာကြတာကိုတွေ့ရပါတယ်။ဒါရဲ့အဓိကအကြောင်းရင်းကတော့ရုရှားနိုင်ငံမှာစီပြက်လက်မှုလိုမျိုးအခြေခံကြားရေးပြဿနာတွေရင်ဆိုင်ရလာလို့ပါ။အထူးသဖြင့်ဒက်စီနဲ့ဒီဇယ်ပြက်လက်တာက တကယ်ကိုထိမနိုင်သိမရဖြစ်လာနေပါတယ်။ရုရှားလူမျိုးတွေရဲ့ဦးစားပေးအရာတွေကတခြားနိုင်ငံတွေနဲ့ရှင်ရင်အံ့ဩစရာကောင်းလောက်အောင်ခွဲပြားပေးမယ်။အခုတော့ဒီစီပြည်လက်မှုကစစ်ပွဲရဲ့အကျိုးဆက်တွေတရားတစ်ခုဖြစ်လာနေပါပြီ။ဒီလိုပြဿနာတွေကြောင့်ပဲပညာရှင်တွေနဲ့ပြောရမယ်ဆိုရင်တော့ဒါသတင်းထောက်တရားဆိုရင်တော့နိုင်ငံပိုင်မီဒီယာတွေအပေါ်မှာတောင်းပါဒီစစ်ပွဲကရုရှားစစ်တပ်အတွက်လုံးဝကိုအကျိုးမရှိဘူးဆိုပြီးတော့ ပွန်ပွန်လင်းလင်းကိုဆွေးနွေးလာကြတာဖြစ်ပါတယ်။အတိုက်ခံမီဒီယာတွေကပြောနေတာမဟုတ်ပါဘူး။အစိုးရကိုယ်တိုင်ထိန်းချုပ်ထားတဲ့ရုံးမြင့်တန်ကြားလိုင်းကလည်းဓာတ်ရိုက်ထုံးလွှင့်နေတဲ့အစီအစဉ်တစ်ခုမှာသူတို့ဘာတွေပြောနေကြတာလဲဆိုတာနားထောင်ကြည့်ရအောင်ပါ။ဒီအစီအစဉ်မှာအစီအစဉ်တင်ဆက်သူနေရောက်ကရုရှားကအထူးစစ်ဆင်ရေးလို့ခေါ်တဲ့ယူကရိန်းစစ်ပွဲအကြောင်းကိုငင်းခုန်နေကြတာဖြစ်ပါတယ်။အစီအစဉ်တင်ဆက်သူတစ်က စစ်ပွဲရရပောင်း1333ရက်အထိကြာမြင့်နေပြီဖြစ်ပြီးတော့နောက်ထပ်ရပောင်း135ရက်ဆိုရင်ဒုတိယကမ္ဘာစစ်အတွင်းကရုရှားရဲ့မဟာမျိုးချစ်စစ်ပွဲရဲ့ကြာချိန်ကိုကျော်လွန်သွားတော့မယ်လို့ထောက်ပြကြပါတယ်။ဒါကိုအစီအစဉ်တင်ဆက်သူနှစ်ကချက်ချင်းပဲဖျက်ပြောလိုက်ပြီးတော့ရုရှားရဲ့စစ်ပွဲဟာ တကယ်စီရင်နီလဲအစစ်မှန်နေနဲ့တိုက်နေတာမဟုတ်ဘူးအရာအားလုံးကိုနှစ်နာရီအတွင်းအဆုံးသတ်နိုင်တယ်လို့အခိုင်အမာ ပြောပါရယ်ဒါကိုအစီအစဉ်တင်ဆက်သူတိတ်ကသဘောမတူနိုင်ပါဘူးအဲ့ဒါကမဖြစ်နိုင်တဲ့ကိစ္စပါစစ်ပွဲစာရုံးကယူကရိန်းစစ်တပ်ကကြောက်ပြီးတော့ထွက်ပြေးလိမ့်မယ်လို့မုံခဲ့ကြတဲ့သူတွေရှိတယ်မှန်ခဲ့ကြတဲ့သူတွေလည်းရှိတယ်အဲ့ဒီလိုမှန်ခဲ့တဲ့သူတွေထဲမှာခင်ဗျားလဲပါတယ်လေဆိုပြီးတော့ပြန်ပြီးတော့ပြောခဲ့ရလဲဖြစ်ပါရယ်ပြီးရင်နောက်မှာအစီအစဉ်တင်ဆက်သူတိတ်က ရုရှားအစိုးရရဲ့တရားဝင်ထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေအပေါ်မေးခွန်းထုတ်ပါရင်ရုရှားကာကွယ်ရေးဝင်ကြီးဌာန MOD ရဲ့ထုတ်ပြန်ချက်အရစစ်ပွဲကာလတစ်လျှောက်လုံးယူကရိန်းရဲ့တင်ကောင်းနဲ့တန်ဆက်ကာကစုစုပေါင်း25,158စီကိုဖျက်ဆီးခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့သူကစစ်ပွဲမစခင်ကယူကရိန်းမှာအဲဒီလိုရင်မျိုး4,381စီပဲရှိခဲ့တာကို ထောက်ပြပြီးတော့ ဒီကိန်းကနန်းတွေကလုံ့ဝကိုမာယွနေတယ်လို့ပြောပါရယ်ဒီလိုပဲလေရင်နဲ့ပတ်သက်ပြီးတော့လည်းသူကဆက်လက်ပြီးတော့ပြောပြပါရယ်စစ်ပွဲမစခင်ကယူကရိန်းမှာလေရင်189စီးသာ ရှိခဲ့ပေမဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဖြစ်စည်းနိုင်ခဲ့တဲ့လေယာဉ်အရေအတွက်ကအရိထက်အများကြီးပိုများနေတာကိုထောက်ပြခဲ့ရလဲဖြစ်ပါတယ်။ဒီအချက်လက်တွေကြောင့်ပဲအစီအစဉ်တင်ဆက်သူတက်ကရုရှားဟာယူကရိန်းရဲ့စစ်အင်အားကိုအထင်သေးလွန်းခဲ့ပြီးတော့တကယ်တမ်းမှာယူကရိန်းကခံမှန်းထားတာထက်အများကြီးပိုပြီးတော့စွန်းဆောင်နိုင်တယ်လို့ကောက်ချက်ချလိုက်တာလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ပဲအစီအစဉ်တင်ဆက်သူနှစ်ဦးစလုံးကအစိုးရရဲ့ထုတ်ပြန်တဲ့စစ်ပွဲဆိုင်ရာဂိမ်းကနန်းတွေအပေါ်မေးခွန်းထုတ်ရင်းနဲ့သူတို့ရဲ့ဆွေးနွေးမှုကိုအဆုံးသတ်ခဲ့ပါတယ်ဒီလိုအခြေအနေမျိုးကရုရှားပြည်သူတွေကြားထဲမှာစစ်ပွဲနဲ့ပတ်သက်တဲ့သဘောထားတွေပြောင်းလဲလာနေပြီဆိုတာကိုညွန်ပြနေတာလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အချက်အလက်တွေကိုကြည့်လိုက်ရင်ရုရှားနိုင်ငံမှာပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုဖြစ်လာနေတာကိုတွေ့ရပါတယ်အရင်ကဆိုရင်စစ်ပွဲနဲ့ပတ်သက်တဲ့အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကိုဒီလိုပေါ်ပေါ်တင်တင်ဝေဖန်ဖို့ဆိုတာစိတ်ကူးတောင်မှ မရှင်ရဲပါဘူးဒါပေမဲ့အခုတော့ထိတ်တန်းရုပ်သံလိုင်းတွေမှာတောင်မှပညာရှင်တွေနဲ့သတင်းသမားတွေကဒီအချက်လက်တွေကိုမှန်ကန်ရဲ့လားဆိုပြီးတော့ပုံပွင့်လင်းလင်းငင်းခုံပြီးတော့ဆွေးနွေးလာကြပါတယ် ီအဖြစ်အပျက်တစ်ခုတည်းနဲ့တင်လက်ရှိအခြေအနေကဘလောက်တောင်မှဆိုးရွားနေပြီလဲဆိုတာကိုခြေတွေတို့အများကြီးသုံးသပ်နိုင်ပါတယ်ဒီပြဿနာတွေကအစိုးရပိုင်းနိုင်ငံပိုင်းမီဒီယာတွေမှာထုတ်ဖော်ပြီးတော့ဆွေးနွေးရလာအောင်ကြေပြက်လာတာကိုသတိပြုမိကြပါလိမ့်မယ်ဟုတ်ပါတယ်သူတို့ပြောသမျှသတင်းတိုင်းကတော့ပူတင်ကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုနေတာတော့မဟုတ်ပါဘူးဒါပေမဲ့အစိုးရပိုင်းမီဒီယာတခုကနေအစိုးရရဲ့စီမံခန့်ခွဲမှုညံပြင်းပုံတွေကိုတင်ဆက်ပြသနေပြီဆိုတဲ့အချက်လေးတခုတွေကကိုယူကရိန်းရဲ့တိုက်ခိုက်မှုတွေကရ ုရှားအစိုးရအတွက်ထိမ့်မနိုင်တိမ့်မရဖြစ်လာနေပြီဆိုတာကိုညွန်ပြနေတာပဲဖြစ်ပါတယ်။အထင်ရှားဆုံးဥပမာတစ်ခုကိုပြရမယ်ဆိုရင်တော့ဒါရှင်းတန်ပြက်လက်မှုဖြစ်ပါတယ်။နင်ဟီနိုဂိုဂရက်ဒေတာမှာဆိုရင်တော့ဓာတ်စီပြက်လက်နေတာ၃ဘတ်တောင်မှ ရှိနေပြီဖြစ်ပါတယ်။အခြေအနေကဘလောက်ဆိုးရွားနေလဲဆိုရင်တော့ ကျောင်းသားတွေတောင်စီမရှိလို့ကျောင်းသားတွေကိုသွားကြလို့မရတဲ့အထိဖြစ်ခဲ့ပါရင်ဒက်စီဆိုင်ကြီးတွေမှာစီနေနေပပရနိုင်သေးပေမဲ့ပုတ်ကလေးကပိုင်ဆိုင်သေးသေးလေးတွေကတော့လုံးဝကိုစီပြက်လက်နေတာဖြစ်ပါရင်တချို့တွေမှာဆိုရင်ဈေးဘက်ဆိုင်ရာလိုရေးပေါ်ဖွဲ့စည်းတွေအတွက်ပဲတီးသန့်စီခြံထားပေးရတဲ့အခြေအနေဆိုတွေအထိကိုဖြစ်နေတာဖြစ်ပါရင်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အခြေခံအုပ်ချုပ်ရေးမှူးကတော့ဒါ နေစီနော်ဂရက်မှာပဲဖြစ်နေတာမဟုတ်ပဲတနိုင်ငံလုံးအတိုင်းအတာနဲ့စီထောက်ပံ့ရေးကွင်းဆက်ပြက်နေတာဒီပြဿနာတွေရှိနေတာဆိုပြီးတော့ဝန်ခံပြောကြားခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့လည်းအနီးအနားက cough data လို့တခြား data တွေမှာဓာတ်ဆီပြက်လက်မှုမရှိသေးဘူးလို့လည်းဆိုပါတယ်ဒီလိုကွဲပြားနေတဲ့အခြေအနေတွေကရုရှားအစိုးရရဲ့စီမံခန့်ခွဲမှုအားနည်းချက်တွေနဲ့စစ်ပွဲရဲ့အကျိုးဆက်တွေကိုပို့ပြီးတော့ပုံလင်းထင်ရှားစေပါတယ်ဒီကနေ့ခရိုင်းမီးယားကဓာတ်ဆီဆိုင်တစ်ခုရဲ့ဆိုင်းဘုတ်ပုံကရုရှားနိုင်ငံရဲ့လက်ရှိအခြေအနေကိုအတိအကျကိုဖော်ပြနေရလဲဖြစ်ပါတယ်ဆိုင်းဘုတ်မှာဒေါ်လာ0လို့ရေးထားတာကအစီအိုအခမဲ့ပေးနေတာမဟုတ်ဘဲစီလုံးဝမရှိတော့ဘူးဆိုတဲ့အထိပယ်ပါ ဒီလိုအခြေအနေမျိုးဟာအခုဆိုရင်တော့ရုရှားတနိုင်ငံလုံးအထူးသဖြင့်ခရိုင်းမီးယားနဲ့ရုရှားအရှေ့ပိုင်းဒေသတွေမှာအဖြစ်များလာနေတာကို တွေ့နေရတာလည်းဖြစ်ပါတယ်။ရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားဒေသမှာဆိုရင်တော့ဓာတ်ဆီဆိုင်တဝက်တိတိ90ရာခိုင်နှုန်းမှာစီလုံးဝမရှိတော့ပါဘူး။လူဦးရေနဲ့တန်းကျော်ရှိတဲ့ဒီဒေသမှာဒီလိုပြက်လက်မှုမျိုးဟာတော်တော်လေးကိုစိုးရိမ်စရာဖြစ်ပါတယ်။ဒီအခြေအနေဟာ တောင်ပန်ပိုင်းတောင်ပိုင်းဖက်ဒရယ် KI နေအထီကိုပါကူးဆက်လာနေပြီးတော့ဒစီဆိုင်40ရာခိုင်နှုန်းမှာစီပြက်လက်နေရာကိုတွေ့ရပါတယ်ဒီကိန်းကနေနေကိုကြည့်လိုက်ရင်တော့ရုရှားအစိုးရရဲ့ထုတ်ပြန်ချက်တွေနဲ့ကွဲလွဲနေတာကိုလည်းသတိထားမိမှာဖြစ်ပါတယ်နိုင်ငံတဝန်းလုံးကိုခြုံတိမယ်ဆိုရင်တော့လက်ရှိမှာ2.6ရာခိုင်နှုန်းသောဒစီဆိုင်တွေမှာစီပြက်လက်နေရဲဆိုပြီးတော့သိရတာလည်းဖြစ်ပါတယ် ဒီကိန်းကနန်းကနည်းတယ်လို့ထင်ရပေမဲ့အဓိကပြဿနာကတော့ဒီပြက်လက်မှုတွေကတနေ့တစ်နေ့ပို့ပြီးတော့လင်းမြန်လာတာလင်းလင်းမြန်မြန်ပြင်းထန်လာနေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့တစ်ပတ်ကမြေပုံမှာစီပြက်လက်တဲ့ဒေသတွေကအဆက်ပြောက်လေးတွေလောက်ပဲရှိခဲ့ပေမဲ့အခုနောက်ဆုံးမြေပုံမှာတော့တနိုင်ကန်လုံးနီးပါးကိုပြင်းထန်သွားတာကိုမျက်ဝါးထင်ထင်တွေ့ရပါတယ်။ဒီလိုဒက်စီပြက်လက်မှုတွေက စစ်ပွဲရဲ့အကျိုးဆက်တွေတဲကတခုဖြစ်တယ်ဆိုတာကိုပြသနေပြီးတော့ရုရှားနိုင်ငံရဲ့စီးပွားရေးနဲ့စီးရေးအပေါ်မှာဘလို့တရားမှုတွေရှိလာမလဲဆိုတာကိုဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပါအရှင်ရောင်းတက်စီပြည်လက်မှုတွေကခရိုင်းမီးယားလိုနယ်စပ်ဒေသတွေမှာပဲအဓိကဖြစ်ခဲ့ပေမဲ့အခုတော့ရုရှားရဲ့အထက်တန်းလွှာတွေနေထိုင်တဲ့မြို့ကြီးတွေဖြစ်တဲ့မော်စကိုနဲ့စိန့်ပီတာစဘတ်ကိုပါရောက်ရှိလာပါပြီ။မကြာသေးမီကမော်စကိုအခြေစိုက် အစိုးရပိုင်းသတင်းစာတစ်ခုကနေဖော်ပြခဲ့တဲ့သတင်းဆောင်ပါတစ်ခုအရမော်စကိုမြို့တော်မှာတောင်းလက်စီပြလဲမှုတွေစတင်ရင်ဆိုင်နေရပြီးတော့ဇင်းတို့တွေကလည်းတိတိတသာအောင်မြင့်တက်လာနေပါတယ်။သတင်းတောက်တွေကတက်စီဆိုင်တွေကိုကွင်းစင်းမေးမြန်းကြည့်တဲ့အခါမှာတချို့တက်စီဆိုင်တွေကတရက်ကနေတစ်ပတ်အထိစီပြက်နေပြီလို့သိရပါတယ်။ကားသမားတွေကစီရှိရဲ့ဆိုင်ကိုရှာဖွေမောင်းနေနေကြရပြီးတော့ဇင်းတို့တွေမြင့်တက်လာတာကိုတွေ့တဲ့အခါမှာလည်းအံ့ဩတုန်လှုပ်နေကြပါတယ်။ ဒါဟာရုရှားနိုင်ငံရဲ့အမျိုးတော်မှာအကြောင်းစီးပွားရေးပြဿနာတွေကစတင်ပြီးတော့တက်ရောက်နေပြီဆိုတာကိုညွှန်ပြနေပါတယ်။အဲဒီသတင်းဆောင်ပါးထဲမှာဓာတ်ဆီပြက်လက်ရတဲ့အဓိကအကြောင်းရင်းကိုမတော်တဆမှုများလို့ရေးသားပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။မတော်တဆမှုတွေကြောင့်ဓာတ်ဆီပြက်လက်ရတယ်ဆိုပြီးတော့ရေးသားထားတဲ့ပုံစံမှာဒီစက္ကလုံကယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုတွဲဝိုက်ပြီးတော့ပြောဆိုခြင်းသာဖြစ်ပါတယ်။အမှန်တကယ်တော့ဒီတိုက်ခိုက်မှုတွေက ရုရှားရဲ့ရန်နံချက်စက်ရုံတွေကိုပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ရုရှားရဲ့ရန်နံတင်ပို့မှုဟာ COVID-19 ကာလတုန်းကလို အနေအဆုံအစင်းထီကိုကြာဆင်းသွားခဲ့တာဖြစ်ပါတယ်ဒီလိုအခြေအနေတွေကစစ်ပွဲရဲ့အကျိုးဆက်တွေကိုရုရှားပြည်သူတွေတိုက်ရိုက်ခံစားလာရပြီဆိုတာကိုပို့ပြီးတော့ထင်ရှားစေပါတယ်ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ရုရှားက COVID-19 ကရောဂါကာလတုန်းကလိုမျိုးအခြေအနေတွေနဲ့ရင်ဆိုင်နေရပြီလို့ပြောလို့ရပါတယ် ရုရှားမှာစုစုပေါင်းရေနံချက်စက်ယုံ38ခုရှိတဲ့အနက်16ခုကပြီးခဲ့တဲ့ဩဂုတ်လကလေးက ယူကရိန်းရဲ့ပြင်းထန်တာတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ဗလာဒီမာပူတင်ကတော့ဒါရီကိုမတော်တဆမှုတွေလို့ပဲပြောဆိုနေပေမဲ့တကယ်တမ်းမှာဒီစစ်ရုံတတော်များကအကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ဒီလိုစစ်ရုံတွေတိုက်ခိုက်ခံရတဲ့အခြေအနေကိုဘယ်သူမှမဖော်ထုတ်နိုင်အောင်ရုရှားအစိုးရကဥပဒေအတုခုကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီဥပဒေအရယူကရိန်းဒရုန်းတိုက်ခိုက်မှုတွေရဲ့ရလဒ်တွေကိုဓာတ်ပုံရိုက်တာ၊ဗီဒီယိုရိုက်တာဒါမှမဟုတ် online မှာဖြန့်ဝေတာတွေကိုဓာတ်မြင့်ထားပါတယ်။ ဒီဥပဒေကိုချိုးပေါက်ခဲ့ရင်ဒဏ်ငွေတွေချိုးပြီးတော့ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုလုပ်ရမျိုးကပြည်ထနာကိုဒဏ်ရိုက်ဖြေရှင်းတာအထက်ပြည်ထနာအကြောင်းပြောဆိုနေတဲ့သူတွေရဲ့ပါဇက်ကိုပိတ်ပစ်လိုက်တာနဲ့တူပါတယ်။ဒါကဆိုဗီယက်ခေတ်ကလေးကကျင့်သုံးခဲ့တဲ့အထွေးခေါ်ဟောင်းတစ်ခုဖြစ်ပြီးတော့ပြည်သူတွေစီကနေသတင်းအမှန်ကိုပိတ်ပင်ဖို့ရှိရတာဖြစ်ပါတယ်။ဝင်ငွေရှာဖွေမှုအပေါ်တက်ရောက်မှုဒီရင်းနှံချက်ဆက်ရောက်နေတာ ရုရှားရဲ့စီးပွားရေးအတွက်အရေးပါပါတယ်သူတို့ကပြည်ရင်းမှာစီလိုအပ်ချက်ကို ဖြည့်ဆည်းပေးုံတာမှာကပဲဒီပေါ့ကိုတင်ဖို့ရောင်းချပြီးတော့နိုင်ငံအတွက်ဝင်ငွေရှာပေးတဲ့အဓိကနေရာတွေလည်းဖြစ်ပါတယ်အခုဒီဆက်ယုံတွေအလုံးမလုံးနိုင်တော့တဲ့အခါဘူတင်ကသူ့ရဲ့အခြေအနေကိုပြပောက်ကိုရောင်းချပြီးတော့စစ်ပွဲအတွက်လိုအပ်တဲ့ငွေကြေးတွေရှာဖွေနိုင်တော့မှာမဟုတ်ပါဘူး ဒါသွေးစွန်းငွေလို့ခေါ်တဲ့စစ်ပွဲရှမ်ပုံငွေတွေကို သူမရနိုင်တော့ဘူးဆိုပြီးတော့ဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကစစ်မြေပြင်မှာသာမကပဲရုရှားရဲ့စီးပွားရေးအပေါ်မှာပါကြီးမားတဲ့တရားမှုတွေရှိလာနေတယ်ဆိုတာထင်ရှားပါတယ်။ယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်ရေနံကျင်းပုံမှုကနေဝင်ငွေတွေဆုံးရှုံးသွားတဲ့ရုရှားအစိုးရဟာဒီဆုံးရှုံးမှုကိုပြန်လည်ဖြည့်တင်ဖို့အတွက် ပြည်ရင်းကပြည်သူတွေကိုပဲပြစ်မှတ်ထားလာပါပြီ။ဒါကြောင့်ဒီပြဿနာကစစ်ပွဲတစ်ခုရဲ့အကျိုးဆက်မဟုတ်တော့ပဲရုရှားပြည်သူတွေရဲ့နေစဉ်စီးပွားရေးဘဝကိုပါဓာတ်ရိုက်ထိခိုက်လာစေနိုင်တဲ့အရေးကိစ္စတစ်ခုဖြစ်လာပါတယ်။လွန်ခဲ့တဲ့ရက်တစ်ပတ်အနည်းငယ်ကရုရှားသမ္မတဗလာဒီမာပူတင်ကရုရှားအမျိုးသားရုံးပြင်တန်ကြားပေါ်မှာအခွင့်အရေးလုံးဝတိုးကောက်မှာမဟုတ်ဘူးလို့ဖြစ်ပြတတ်တာကတိပေးခဲ့ပူပါတယ်။ သူဟာအခွန်တိုးမဲ့အစားရေနံချက်စက်ယုံတွေရဲ့ထုတ်လုပ်မှုစွမ်းအားကိုတိုးမြင့်ပြီးတော့ဝင်ငွေပြန်ရှာမယ်လို့တောင်မှပြောခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇကားတွေကနောက်ဆုံးမှာတော့လေရယာစကလုံးတွေပဲဖြစ်သွားခဲ့ရပါတယ်။ပူတင်ရဲ့မိကွန်အပြီးမှာယူကရိန်းကရုရှားရဲ့အရေးပါတဲ့ရေနံချက်စက်ယုံတွေကို drone တွေနဲ့စတိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီအခြေအနေကြောင့်ရုရှားရဲ့ရေနံထုတ်လုပ်မှုက ပြင်းထန်စွာထိခိုက်သွားခဲ့ပြီးတော့စစ်ပွဲအတွက်လိုအပ်တဲ့ဝင်ငွေတွေလည်းအများကြီးကိုဆုံးရှုံးသွားခဲ့ရပါတယ်။ဒါကြောင့်မဲပူတင်ကအရင်ကသူပေးခဲ့တဲ့ကတိကိုဖောက်ဖျက်ပြီးတော့ရုရှားပြည်သူတွေအပေါ်မှာအခွန်တူးကောက်ဖို့စတင်လာပါပြီ။လက်ရှိမှာရုရှားနိုင်ငံကကြီးမားတဲ့ budget လုံငွေပြောင်းမှုနဲ့အရင်ဆိုင်နေရပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရုရှားဗန်နာရေးဝင်ကြီးဌာနက VAT တံပိုးမြင့်အခွန်ကို20ရာခိုင်နှုန်းကနေ22ရာခိုင်နှုန်းအထိတိုးမြင့်ဖို့အဆိုပြုထားပါတယ်။အခြေအနေအရဘလောက်ထိစိုးနေပြီလဲဆိုတာကိုရုရှားလုံခြုံရေးကောင်စီရဲ့ဒုတိယအကြီးအကဲဖြစ်သူ Dmitry Medvedev ကတောင်းမှာ2026ခုနှစ်ဘတ်ဂျက်ကိုစစ်ပွဲခေတ်ဘတ်ဂျက်လို့ပေါ်ပေါ်တင်တင်သတ်မှတ်ပြောဆိုခဲ့တာကိုကြားခဲ့ရပါတယ်။ ရုရှားစမုလုံငန်းရှင်နေတဲ့စီးပွားရေးတမကအကြီးကျယ်ဖြစ်တဲ့အလက်ဇန်ဒါရှော့ကင်ကဒီလို VAT ဒုံးမြနာက စီးပွားရေးလုပ်ငန်းတွေကိုပြည်သူတွေပါအစိုးရအဆုံးထိခိုက်ခံစားရနိုင်တယ်လို့ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။ VAT တက်လာတာနဲ့အမျှလက်လီစင်းနှုန်းတွေထက်တက်လာပြီးတော့ငွေကြေးဖောင်းပွားမှုနဲ့အတုံးနှုန်းတွေကလည်းမြင့်တက်လာနိုင်တယ်လို့သူကရှင်းပြခဲ့ပါတယ်။ဒါရီကရုရှားပြည်သူတွေရဲ့နေဆင်စာဝန်တွေရေးကိုဒိုင်းရိုက်ရိုက်ခတ်လာမဲ့အကျိုးဆက်တွေပါပဲ။စီးပွားရေးပြဿနာတွေအပြင်ရုရှားမှာစီပြက်လက်မှုတွေလည်းဆက်လက်ပြီးတော့ဖြစ်ပေါ်နေပါတယ်။ရုရှားတနိုင်ငံလုံးမှာဓာတ်စီရောင်းချတဲ့ဓာတ်စီဆိုင်ရေးအတွက်က1.600ခန်းလုံးလျှော့နေသွားခဲ့ပြီးတော့ တောင်ပိုင်းဒေသမှာဆိုရင်တော့14ရာခိုင်နှုန်းအထိယူကရိန်းနဲ့နေတဲ့ခရိုင်းမီးယားဒေသမှာဆိုရင်တော့90ရာခိုင်နှုန်းအထိလျော့နေသွားခဲ့ပါတယ်ဒီလိုပြဿနာတွေအားလုံးကရေနံချက်စိတ်ယုံတွေအချိန်ချင်းတိုက်ခိုက်ခံခဲ့ရပြီးတော့ထုံးလုံးမှုတွေကျဆင်းသွားတာကြောင့်ဖြစ်ပါတယ်။ဒီအခြေအနေတွေကရုရှားအစိုးရရဲ့စီးပွားရေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကြားမှာမေကုံထုတ်စရာတွေပို့ပြီးတော့ဖြစ်ပေါ်လာစေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ပူတင်ဟာ ရုရှားပြည်သူတွေကို လိန်ညာနေုံသာမကပဲရေနံကုမ္ပဏီတွေကိုပါဂတိမတီပဲလိန်ညာနေရလို့တွေ့ရပါတယ်စစ်ပွဲကြောင့်ရုရှားပြည်သူတွေဒေါသထွက်လာမှာကိုပူတင်ကအကြီးအကျယ်ကိုစိုးရိမ်နေပါတယ်ဒီအခြေအနေဟာ သူရဲ့အာဏာကိုပါထိခိုက်လာစေနိုင်တဲ့အတွက်ဓာတ်ဆီစည်းတွေမတက်အောင်ထိန်းချုပ်ဖို့နဲ့ရင်းနှံကုမ္ပဏီတွေကိုထောက်ပံ့ကြေးပေးမယ်လို့အတီအလင်းကိုကတိပေးခဲ့ပါတယ်။ကဲမကောင်းစွာနဲ့ပဲရုရှားအစိုးရကသူတို့ကတိပေးခဲ့တဲ့ထောက်ပံ့ကြေးကိုမပေးနိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။အကြောင်းရင်းကတော့ ရုရှားရဲ့ဘတ်ဂျက်ကအလွန်အမင်းချက်တဲ့နေလို့ပါဒီအခြေအနေကရှူဂရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေဒါကြောင့်မို့ရေနံကျစေယုံတွေထိခိုက်ပြီးတော့ဝင်ငွေတွေဆုံးရှုံးသွားတာနဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ်ရုရှားအစိုးရကသူတို့ရဲ့ရေနံကုမ္ပဏီတွေကိုစစ်ပွဲရန်ပုံငွေပေးနေတာမျိုးမဟုတ်ပဲပြည်သူတွေကို စီစေးသက်သာအောင် ထိန်းချုပ်ပေးဖို့ပြည်သူတွေကိုကြိုးစားနေတာပဲဖြစ်ပါတယ်အခုတော့ဒီဂရီကိုပြည်သူတွေအတွက်မတည်နိုင်တော့တဲ့အတွက်ဓာတ်စီစေးတွေထပ်ပြီးတော့မြင့်တက်လာဖို့အလားအလာများနေပါတယ် ရုရှားဘာဂျက်ကဘလောက်အထီကိုအခြေအနေဆိုးနေပြီလဲဆိုရင်တော့ဘူတရာသူ့ရဲ့ကိုယ်ပိုင်အရာရှိကြီးတွေစီကငွေတွေပြန်ယူဖို့စတင်နေပြီလဲဖြစ်ပါရင်ဥပမာအနေနဲ့စိန့်ပီတာစဘတ်ကအစင်းမြင့်အရာရှိကြီးတူဟာမတင်ကားပွဲရနီလန်းနဲ့တည်ဆုံနေတာကိုတွေ့ရှိခဲ့ရပါတယ်ဒီလူကပြည်သူတွေစီကနေပြီးတော့လေးလေးထားတဲ့ဒေါ်လာ90ခန့်ကိုပိုင်ဆိုင်ပြီးတော့အခုတော့ဒီငွေတွေက ပူတင်စီကိုရောက်သွားဖို့အတွက်အလားအလာများနေပါတယ်။ဒါအပြင်မော်စကိုမြို့မှာလည်းတရားသူကြီးတွေရဲ့အာများတဲ့အကောင်စီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဗီလီယနာတယောက်ကိုအဂတိလိုက်စားမှုချိုးဖောက်မှုဒါဥပဒေချိုးဖောက်မှုနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရလဒ်နေတဲ့သူပိုင်ဆိုင်တဲ့ဗီလီယံပေါင်းများစွာသောငွေတွေကိုပူတင်ကသိမ်းယူနိုင်ဖို့လမ်းပွင့်သွားခဲ့ပါတယ်။ဒီဖြစ်ရက်တည်းကပူတင်ကဘတ်ဂျက်လိုငွေပြတ်မှုကိုဖြစ်တင်းဖို့အတွက်သူနဲ့နှီးစက်ရလူတွေကိုပါဖိအားပေးပြီးတော့ငွေရှာနေရဲဆိုတာရှင်းရှင်းလင်းလင်းပြသနေပါတယ် ဒီချက်လက်တွေအားလုံးကရုရှားရဲ့လက်ရှိအခြေအနေဟာတော်တော်လေးကိုရိမ့်ရိုင်နေပြီဆိုတာကိုရှင်းလင်းပြသနေတာဖြစ်ပါတယ်။စစ်ပွဲရဲ့အကျိုးဆက်တွေကစစ်နေပြမှာတည်းမဟုတ်ပဲရုရှားပြည်သူတွေရဲ့နေစဉ်ဘဝမိဖို့ကြောင့်နဲ့ ကောင်းစီတိုင်းကြီးရဲ့အထိရိုက်ခက်လာနေပါပြီ။အရင်ကအစိုးရထိန်းချုပ်ထားတဲ့ရုပ်သံမီဒီယာတွေအပေါ်မှာတောင်းမှစစ်ပွဲနဲ့ပတ်သက်တဲ့မကျေနပ်မှုတွေဝေဖန်မှုတွေပေါ်ထွက်လာနေတာကဗူတင်အတွက်အကြီးမားဆုံးသတိပေးခေါင်းလောင်းတံတစ်ခုဖြစ်နေပါတယ်။အနာဂတ်မှာဒီအခြေအနေတွေကဘယ်လိုဆက်ပြီးတော့ပိုဆိုးလာမလဲဆိုတာစောင့်ကြည့်ရမယ့်ကိစ္စဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။